မမို official youtube channel ကိုစမွန်နာစင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးသူနာယိုးစီးတဲ့ရှိတာဓာတ်ရီအယူသူတော်နဲ့မြင်ရမမြင်ရထူနီယန်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့လေးအားပေးထားကြပါဦးနော်။ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ ဇလန်လေးကိုစတင်ကြပါရရှင်။မနက်၄နာရီပြတာရောင်ရဲ့ဘုန်းကြီးကျောင်းစီမှာကျောင်းသစ်စောင့်နေတဲ့အလုသမားတွေရဲ့တံမလန်နေရစီညံနေ။ဒီပြတာကျောင်းကိုကျောင်းထိုင်သူကတော့ဆရာတော်ဦးကောင်းမိတာပါ။ကျောင်းစီကရခင်ကျောင်းဆောင်အောင်ဟာအုံမင်းလွန်လာပြီ။ပြန်လေပြုတ်ပြင်းမွမ်းမံခဲ့တာလေအကျဉ်းချင်း။အခုတော့ပြုတ်ပြင်းုံနဲ့လုံလောက်တဲ့အချိန်နေမဟုတ်ဘူး။ဖြိုကြပြီးအသိဉာဏ်စောက်ကိုကြပြန်တော့အရှိကနောင်တော်တို့ရဲ့အမွေနေ့ကျောင်းဝန်ကြီးက ဖြိုချပြဖို့အတွက်နှမျောစရာအတိဒါကြောင့်လည်းအရှင်ကောဝိတဟာနယ်လက်အလူခံနေကိုရိုင်းရရှိတဲ့ဝိတုမီတွေကိုလည်းချစ်ကုံစုဆောင်နေသုံးနှစ်အပြည့်မှာចောင်းဆောင်သေးဆောင်နိုင်ရမယ်ဆိုပြီးရည်မဲချက်ထားတယ်အရှင်ကောဝိတရဲ့အာသွန်ကွန်ဆိုင်ကျိုးပဲ့မှုကြောင့်တနည်းပြေချိန်မှာလိုအပ်တဲ့ငွေပမာဏရဲ့တဝက်ကိုရှာတယ်ဒီအချိန်နဲ့တပြိုင်နက်တည်းမှာမျိုးစီအားနဲ့အလူရှင်တူးကိုရရှိလာပြန်တယ်အလူရှင်ကလိုအပ်နေတဲ့ငွေတဝက်ကိုဖြည့်ဆက်ပေးတယ် ဒီကနေပဲရီမန်းထားတဲ့အချိန်၃နှစ်မပြည့်ခင်တနေ့အကြော်လီမှာပဲကျောင်းဆောင်တွေစလုပ်ဖို့ကဖြစ်လာခဲ့ပါတယ်။အရှင်ကောဝိတဟာလက်သမားဆရာအတွက်ကိုလည်းပူပန်မှုမလိုခဲ့ဘူး။အလူရှင်ကသူ့တိတွေကဥငွေကျော်ဆိုတဲ့လက်သမားကောင်းကိုငှားရမ်းပေးခဲ့တယ်။အခုဆိုရင်ဥငွေကျော်ဟာသူ့အဖွဲ့သား9ယောက်နဲ့တူမြို့ကနေပြတောင်တိရောက်လာခဲ့ပြီးတော့ကျောင်းစီမှာပဲနေတိုင်းလို့ကျောင်းဆောင်တွေကိုနေကောင်းရက်သားရွေးလို့ဆောင်လုပ်ခဲ့တာဒီကနေ့နဲ့ဆို ငါရဲ့တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။လိုအပ်တဲ့တေချာဝေမှုကိုတော့ရွာကန်ဖြစ်ပြီးဖုံးကြီးရဲ့တူလေးဖြစ်တဲ့မောင်ရင်ကိုအရှာခိုင်းထားတာဖြစ်တယ်။အခုမနက်မှာတော့မောင်ရင်တယောက်စပိန်နဲ့ရောက်လာပြီးတိတ်ကိစ္စကိုပြောလာတယ်။ဒီအချိန်ဦးငွေကျော်တို့အဖေက အလုံးလောက်ရတာပြီဖြစ်တဲ့တိုင်တွေကိုထူရင်းမှန်ရင်ရှိနေကြတယ်။ဦးလေးအရှိမမှာတော့တစ်ရှိတယ်ပြောတယ်။ကျုပ်တို့လိုချင်တဲ့လောက်ရမယ်တဲ့။ဟင်ဟုတ်လား။ဘာတစ်တယ်လဲ။ ကျုံပြင်ကတူပတော့အစုံရမှာတဲ့လူသားကတော့ရမရီဒိုင်းနေတက်ရဲ့အကာရဲ့ခင်းရဲ့ဆိုတော့သူတို့စီကဘာရနိုင်မလဲအမျိုးသားစုံရှိတယ်ဦးလေးလိုချင်တာပြောလူတလောက်ရမှာတဲ့ဟင်ဟုတ်လားဒါဖြစ်ရင်ဟန်ကြတာပဲပေါ့ကျုံနဲ့ပြင်ကတူကိုမျှတာပြီးယူမယ်ကွာလိုအပ်တဲ့နေသားကိုငါစီရင်ရေးပြလိုက်မယ်ဒီနေ့တော့ရနိုင်မယ်မဟုတ်လားចောင်းဆောင်အတွက်ကဒီမနေ့တင်တိုက်တူတာပြီးနိုင်တာဆိုတော့ဇန်နဝါရီဆက်လုပ်ဖို့ ။ဦးငွေကျော်ကလောဆော်လိုက်တယ်။မောင်ရီကခေါင်းဝင်ညှိလိုက်တယ်။ရနိုင်တယ်ဦးလီ။ဒါဆိုလေလာဖို့ခိုင်းလိုက်ကွာ။ဟာအဲ့လိုတော့တို့ကလာမှာမဟုတ်ဘူး။တို့မှတဲဖို့လဲမရှိဘူးဦးလီရဲ့။ဒီကနေကျုပ်တို့သွားတယ်မှာရမှာ။ပြီးတော့ကျုပ်အနေနဲ့ပြောရရင်ကျုပ်ကိုစင်းရေးပြရတဲ့ဦးလီကိုယ်တိုင်လိုက်ပြီးရွေးစီကြည့်မိတယ်။ဟင်ငါမလိုက်ရမှာလား။အင်းမော်ဦးလီလိုက်မှာဖြစ်မှာလေ။ကျုပ်ကသာဆိုလက်ဟာမလားလို့။အင်းလေငါလိုက်ကြည့်တာပေါ့။ဒါနဲ့တော့အမဝေးလား။ မဝေ့ဘူးလေရဲ့စပိန်နဲ့နိုင်ဝဲလောက်ပဲနေရမှာ။ဩအေးဒါဖြင့်လေငါဆရာတော်ကိုသွားလျှောက်ပြီးတော့သွားတာပေါ့။ဟုတ်ကဲ့ဦးလေး။ဦးငွေကျော်ဆရာတော်စီကိုသွားလျှောက်တယ်။ပြီးတော့မောင်ရင်နဲ့အတူသစ္စာရှိအောင်သွားဖို့အတွက်အဝတ်စားလေးလိုက်တယ်။ဆရာကျော်ကောတန်ကျောင်းဦးငွေကျော်ကြည့်မိတော့တိုင်တူနေရဲ့တရားငတော့ရေပါ။အေးငတော့ဘာဖြစ်လို့လဲ။တောင်ဘက်ဇုံနိုင်ကတည့်ရပင်မလို့လို့ဟိုပင်လေးလား။ဟုတ်တယ်ဆရာကျော် တောင်မက်စောနာကတရက်ပင်လီကပေါင်လုံးတော်တာလောက်ပဲရှိတယ်။စောင်းမဲ့နေရာနဲ့မလူမကျွကြီးမဟုတ်ပေမဲ့တိတ်မလန်းတဲ့နေရာမှာပေါက်နေရပါ။ခုံမေစိုးတော့ငါဆရာတော်ကဒီပင်လီကမြို့ကောင်းတဲ့တရက်ပင်လီလို့ပြောပြထားဘူးတယ်။ဒါကြောင့်လေတိုင်ချင်းနေတူတော့ကခုံနေမဲ့အစီအစဉ်ကိုခြိုင်နှိုင်းအောင်လောက်ပဲလုပ်ခဲ့ကြတယ်။အင်းအဲ့ဒီပင်ကိုငါထင်းတို့ထင်းမိတာကွာ။မြို့ကောင်းနေဆိုတော့လေမခုတ်ရဘူး။ခြိုင်ုံနဲ့လွတ်လွတ်လွညာလှုပ်ထားမိတာ။မဟုတ်ဘူးဆရာကျော်ရဲ့လှဲ့ကိုလှဲ့မှရမှာ။ အေးကွာလင်းမယ်ဆိုတော့လေလက်ရမှာပေါ့ဆရာတော်ကတော့အကျိုးအကြောင်းစီလီအောင်တွားလျှောက်ရလိမ့်မယ်ဆရာတော်တိမ်မက်ချမ်းမှရှိတယ်မင်းတွားလျှောက်လိုက်ဟမ်ဆရာကျောင်းကတွားမလျှောက်ပေးဘူးလားအေးငါအခုပဲဆရာတော်စီကတည်သွားကြည့်မယ်ဆိုပြီးလျှောက်ပြီးပြန်လာတာအခုပဲတွားတော့မလို့ဟုတ်လားဝတာဖြစ်လဲကျုပ်ပဲတွားလိုက်တော့မယ်အေးအေးတေချာလျှောက်အောင်နော်ဟုတ်ကဲ့ဆရာကျောင်းငါတော့ပြောပြီးတော့တိမ်ရှိရဘက်ကိုလှမ်းထွက်သွားတယ်ငွေကြွားတော့ငါတော့ထွက်သွားတာတစ်ချက်ကြည့်ပြီး အဝိကိုပြီးသက်လဲလှယ်လိုက်သည်နောက်တော့တည်ကြည့်ဖို့ရာအတွက်မောင်ကြီးရဲ့စပိန်နဲ့တပတ်ရွာကိုထွက်သွားလီတော့၏ငါတော့တရက်ပင်ကိစ္စကိုဆရာတော်စီရှောက်တယ်မို့သူ့ဆရာဆရာအတိုင်းတိမ်မက်ကိုလာခဲ့လိုက်သည်ငါတော့တိမ်စီကိုရောက်တော့ဆရာတော်ကိုမတွေ့ရအောင်ကျောင်းစီမှာဦးစီးရဲ့လူတပားရဲ့ရှိတဲ့ဦးစင်းတန်ဝရနဲ့ကိုရင်တွေ မျက်နှုတ်တန်ရှင်ရဲ့လုံနေရာပဲတွေ့ရတယ်တခါကြီးဘာလို့လို့တော့ငါတော့ကိုတွေ့တော့အရှင်တန်ဝရကစီးချုပ်ပြီးမေးလာတယ် ဆရာတော်စီလာလာပါဦးစင်။ဆရာတော်ကခုပဲမြောက်ရွာကျောင်းဆရာတော်နေဖျားလာလာပင့်လို့အရေးတကြီးကြောက်သွားတယ်။ဟုတ်လား။ငါတော့ခေါင်းကိုကုန်ပြီးပြေးလိုက်တယ်။ဒါကိုကြည့်ပြီးဦးစင်တောင်းလာကဘာဖြစ်လို့လုံးတကိုင်းဘာများလိုဝဲလို့တော့ဆရာတော်ကလည်းမရှိဘူး။တကိုင်းငွေကျော်ကလည်းတစ်ကျင်လိုက်သွားရဲ့လို့ပြောတယ်။ဒီတော့လိုအပ်တာရှိရင်ဦးစင်ကိုပြောကြည့်။တင်မဦးစင်ဟိုတပည့်တော်တို့ကျောင်းနိုင်တူနေလား။အဲ့ဒါတောင်မက်စွန်းတည့်ရဲ့ပေးကမလွတ်လို့ တိုင်ထူတာလည်းအဲ့ဒီနေရာပြီးပြီးလိပြီဟုတ်လားတောင်ဘက်ဇုံအားဆိုတော့မိုးလုံးမိုက်ပင်လေးတင်နေအရှင်အဲ့ဒီပင်ကိုမလဲလို့လို့ခြံချထားလိုက်သေးတယ်မဟုတ်လားတင်မခြံချထားသေးပါလိမ့်ဒါပေမဲ့အခုတိုင်ထူတော့ဘလို့မှမလုပ်ဘူးဦးစင်းရဲ့ခုတ်လင်းမအောင်ရတော့မှာအဲ့ဒါကြောင့်ဆရာတော်ကိုလာလျှောက်တာอืมနှစ်မျောတော့နှစ်မျောစီရပဲအဲ့ဒီမိုးလုံးမိုက်တည့်ရဲ့မျိုးကရှားရတော့တကယ်ရှားတယ်ဒါပေမဲ့လည်းမလုပ်ဘူးဆိုတော့ဗာတဲ့နေမှာတော့တကယ်ကြီးရေလှဲရမယ်ဆိုလဲလှဲလိုက်တော့ပေါ့ ဆရာတော်ပြန်ရောက်ရင်ဦးစင်းအကျိုးကြောင့်ရှောက်တယ်လိုက်မယ်။တင်မဗျာ။အဲ့ဒါဆိုတပည့်တော်လှဲလိုက်မယ်ဗျာ။ငါတော့တိမ်မက်ကနေကျောင်းဆောင်နေရစီပြန်ထွက်လာလိုက်တယ်။နေရစီကိုပြန်ရောက်တော့အလုံးစုစီပြီးတရက်ပင်ကိုလှနဲ့တိုက်ပြီးလှဲကြတယ်။တရက်ပင်လှဲပြီးသုံးရက်အကြာငါတော့တရားအပေါ်တက်ပြီးဒိုင်းတွေရိုင်းကရုတ်တရက်ကြီးချေလွတ်လက်လို့ပြုတ်ကြတယ်။အောက်ကိုအကြမသားတော့ဆိုတော့လူကလူလိမ့်ဟိော်ရင်နေတာပါ။ဦးငွေကျော်တို့လည်းချက်ချင်းမင်း ငါတော့စေးအောင်စီပို့ကြတာပေါ့စေးအောင်အရောက်မြန်ပြီးငါတော့ကန်ကောင်းပါလေခေါင်းကိုခိုင်းမိပြီးညံ့ရိုးလေးကျိုးခဲ့ပေမဲ့အသက်အနည်းရဲ့ရှိလောက်အောင်တော့မဖြစ်ခဲ့ဘူးငါတော့လှုပ်ရှားရှာရလှုပ်ပေးခဲ့ပြီးစေးအောင်တင်လာခဲ့လို့ဥငွေကျော်တို့ပြတော်ရအောင်ပြန်ခဲ့လိုက်တယ်ရောင်ဦးရောက်တော့မိုးချုပ်ပြီးအလုပ်ထင်းမှမတော်တဆမှုပြစ်ထားတာဆိုတော့ကြံသူရေလှုပ်ထားတဲ့အလုပ်ကဒီကနေ့အတွက်တွင်ကျင်မှာမဟုတ်ဘူးဆိုတာဥငွေကျော်သိတယ်ဒါကြောင့်အလုပ်သေးကိုတော့သွားမစစ်တော့ပဲပြောင်းတာနဲ့ဆရာတော်စီကျိုးချောင်းလျှောက်တည်မိ အဲ့ရစီမဝင်အိတ်လိုက်တယ်။စိတ်ကောလူပါပင်မလွန်းသွားတာဆိုတော့ဘယ်ကဘယ်လိုအိတ်ပြော်သွားမိရင်မသိဘူး။အိမ်မက်တင်းမှာသူရိုးတယောက်တရားထိုင်နေအောင်မြင်မှတ်မိတယ်။အဲ့ရကနေနိုးလာတော့မနှက်အာယုံကျင်းနေပြီ။အချင်းဖြစ်နေရဲ့မျက်လုံးတွေကပြန်အိတ်လို့မရတော့ဘူး။ဒါကြောင့်မျက်နှာထပ်သိပြီးပဒီကိုယူလို့အဲ့ရဒီမှာပဲဖျားရှိကိုပြီးပဒီထိုင်စိတ်နေလိုက်တယ်။ပဒီစိတ်ရင်စိတ်အာယုံမှာအိမ်မက်တေကသူရိုးရဲ့သွေးမြင့်ကို ဖြက်ခနဲ့ဖြက်ခနဲ့မြင်းနေမိတယ်။ ရီမက်ထားတဲ့ပတိပိတ်ကိုရောက်တော့ပတိဖြုတ်ပြီးအမြအတန်ပြေးဝင်လိုက်တယ်။အလုံးပီစီတော့မိုးကဝေလီဝေလင်းအချိန်ကြံသူတွေကိုကြည့်တော့မလို့သေးဘူး။ဒါကြောင့်ဦးငွေကျော်တယောက်တည်းမင်းကမစစ်စေးလိုက်ရတဲ့အလုပ်ကိုစစ်စေးရင်းနဲ့ဒီကနေ့အတွက်ဘာဆက်လုပ်ရမလဲဆိုတော့ကြည့်ဖို့ထွက်လာခဲ့လိုက်တယ်။ကျောင်းသိဆောင်နေရစီကိုရောက်တော့တောင်မက်စုံကတိုင်ဟောင်းစီမှာကလေးလေးတွေလိုဖြူတူတူရှာလေးသုံးခုကိုဟိုပြေးတီပြေးလုံနေရရှိတ်ကနေလှမ်းတွေ့ရတယ်။ဒါမှမဟုတ်လေချက်ချင်းဆိုသလို့ ဘာရဲလို့မသေးခွေသေးခင်မှာအဲ့ဒီရှောင်းတွေကဗျုံးငွေနဲ့ပျောက်သွားတယ်။အဖြစ်ပြက်ကအလင်းမြန်မင်းဖြစ်သွားတာဆိုတော့ဦးငွေကျော်တယောက်သူစိတ်ထင်မိတာများလားဆိုပြီးစွေစွာဖြစ်သွားရလေ။တေချောင်အောင်တော့အနာသွားကြည့်မိသေးတယ်။ဘာမှအတူတူကြာကြာမတွေ့ရအောင်။ဒီတော့စိတ်တင်တာလို့ပဲတတ်မှတ်မိလိုက်တယ်။အလုံးနေရာစီကိုအုံငွေကျော်လိုက်လံမိကြည့်တယ်။တကနာကြည့်ပြီးပြန်ထွက်ခဲ့တယ်။အတော်လန်းလန်းစီရောက်တော့အမတ်တမဲပဲအနောက်စီကိုကြည့်လိုက်တယ်။ဟွန်း ဟိုဟာလေးဒီဥငွေကျော်အဟမ်းသိပြီးရေရောလိုက်တယ်။တောင်မဲ့စုံကအတိုင်းကျေးနားစီမှာခုနာကသူတွေ့လိုက်တဲ့ဖြူဖြူလုံးလေးသုံးလုံးကဟိုဒီပြေးလာပြီးတော့စော်ကစားနေပြန်နေ။ဥငွေကျော်ကလည်းဗာလေးလေးဆိုပြီးစိတ်ဝင်တစားကြည့်နေမိတယ်။အဲ့လိုကြည့်နေသိမကြောက်တင်နေ။အရှိရကနေအောင်ကြည့်နုနုတွေ့ဟာလောကစီကိုစိုက်ပြစင်းသက်လာတယ်။ဒီကမှတော့ဥငွေကျော်ကြည့်နေမိတဲ့လုံးလေးသုံးလုံးကအနည်းရသစ်တွေပုံထားတဲ့အပုံချားကို တုံးဝင်ပြက်ွယ်သွားတယ်။ဦးငွေကျော်လည်းအံအားတင်းတင်းဖြစ်မိုံမှတပါတကြပါရှိအောင်ပါလေ။မနက်ခင်းဆုံးငန်းကြွားနေကြချင်းဦးငွေကျော်တို့လုပ်ငန်းစခွင်စီကိုပြန်ဝင်ကြတယ်။ငါတော်တယောက်ရောပါသွားတော့ခုနှစ်ယောက်ကြံပြီးတယောက်လျှော့သွားတဲ့လူရင်းအတွက်ဦးငွေကျော်ကိုယ်တိုင်အလုပ်ဝင်လုပ်နေရပါ။တခါကြီးအပေါ်တက်ပြီးရမရီကိုလက်စတဲ့ရိုက်နေရဦးငွေကျော်ခေါ်တန်ကြောင်းအုပ်ကိုကျင်းလိုက်တော့ဆရာတော်ကခေါ်နေအောင်တွေ့လိုက်ရတယ်။မင်းကြားပါဗျာ။ ဖုံးယူတခုကူညီစမ်းမတင်မဘာများကူညီရမလဲဗျာမောင်ဦးစင်ကောင်းကိုက်နေတာမထူနိုင်လောက်အောင်ပဲလေကွာအဲ့ဒါဆရာသွားပင်ခိုင်းမှုမောင်ကျောင်းသားတွေကိုရင်နေရလေစွန့်ခံကြွနေကြတယ်မောင်ရင်ကလည်းရောက်မလာသေးဘူးတကယ်လို့အစီအမေဆိုရင်တခါကြီးဆရာတယောက်တော့ဆရာပင်ခိုင်းခြင်းလို့ဩရပါတယ်ဗျာတပည့်တော်အပင်ခိုင်းလိုက်ပါမယ်အေးအေးကူညီကြမအောင်တင်မဆရာတော်ပြန်ကြောက်သွားတယ်ဦးငွေကျော်လေးသူ့လိုသမားတွေတည်းက ငအေးဆိုတဲ့တယောက်ကိုဆရာပိတ်စီလိုက်တယ်။ငအေးကလူပြိုလူလို့ဆိုတော့ရွာထဲကိုချင်းကပ်ပါကတ်သွားရင်းနဲ့အတော်လေးနှက်နှက်ဆက်ဆက်သွားတတ်နေပြီ။ငအေးသွားတော့ဦးငွေကျော်နဲ့ကျန်သူတွေကအလောက်ကိုဆက်လုကြတယ်။အလောက်လုံရင်တပြေးပြေးနဲ့အချိန်ကစုံငန့်ဝင်ချိန်ကတော့ရောက်လာခဲ့တယ်။စုံငန့်သွားတဲ့ကိုရင်နေတော့အရှုပ်ရှုပ်ပြေးရောက်လာကြပြီ။ဒီချိန်ထိဆရာသွားပင်သူငအေးကပြန်ရောက်မလာသေးဘူး။ဟိုကောင်လေးကိုဆရာပိတ်ခိုင်းလိုက်တာအခုတည်းကိုရောက်မလာသေးပါလား။ဟုတ်သားပဲ။ ဒီကောင်ပဲကိုတဝေထိုးနေပြန်မလိ။ဒီငအီးကောင်ကကိုရရောက်နေကလေးမောင်သဘောကျနေရဆိုတော့အဲ့ဒီဆိုင်ကောင်များရောက်နေရောသလား။ဦးငွေကျော်ကရရွလိုက်တာကိုကြံလို့တမားတို့ကမှတ်ချက်တည်ပြကြသည်။သူတို့ရင်ငန်နေကြမလား။အတိအကျပြောရတော့ခက်ပေမဲ့အလားလာတော့ကောင်းနေရတဲ့နေ။ဒါဖြစ်ရင်တော့ကြောင်းပြရနဲ့မင်္ဂလာပွဲလုပ်ပေးရတော့မယ်တင်နေ။ဦးငွေကျော်ရဲ့မှတ်ချက်ဒီနောက်တော့ငရေးနဲ့ပတ်သက်တဲ့အလာပါတလာပါ အမတ်တညာစကားတွေကိုပြောကြပြန်နေ။ဦးလေးဦးဆရာတော်ကြွလာပြန်နေ။စကားတွေကောင်းနေရဆိုတော့အုံငွေကျော်ဆရာတော်ကြွလာတာကိုတော့ဂယုမထားမိဘူးဖြစ်သွားတယ်။ပြောလို့ကြည့်မိတော့ဆရာတော်ကသူ့ကိုကြောင်းဆောက်နေရအောက်ကိုတော့ရောက်နေပြီ။တခါကြီးဆရာဖိတ်ခိုင်းသူမလာသေးဘူးလားကွ့။မရောက်သေးဘူးဗျာ။ကြာနေလို့တပည့်တော်တို့တောင်အခုပဲပြောနေကြတာ။အေးကွယ်ဟိုမေမောင်ကြီးကလည်းခေါင်းခိုက်တာမခံနိုင်တော့လို့လူလိမ့်နေကြည့်ပြီ။တင်မတပည့်တော်နောက်တစ်ယောက်ကိုလိုက်ခိုင်းလိုက်ပါမယ်ဗျာ။ အေးအေးလုတ်ပါအောင်ကွယ်။ဦးငွေကျော်လည်းနောက်တစ်ယောက်ကိုထပ်လွှတ်လိုက်တယ်။ပြီးတော့သူကိုယ်တိုင်လည်းအပေါ်ကနေဆင်းခဲ့ပြီးဦးစင်းတံဝရစီအကဲကြည့်ဖို့ဆောင်းနဲ့တူလိုက်ခဲ့လိုက်တယ်။ကျောင်းမော်ကဦးစင်းတံဝရရှိနေရာအခန်းစီကိုရောက်တော့အတွင်ကညင်းညူလူလိုက်တဲ့အောင်ကြားရတယ်။ကိုရင်လေးတွေရဲ့တံကိုလည်းကြားရတယ်။ဝကြီးငွေပြည့်စုံနေရာဖြစ်မှာပါ။ကဲကြည်ကြည်စမအောင်တခါရဲ့တင်မအတွင်းကိုဝင်ကြည့်လိုက်တယ်ဦးစင်းတံဝရကတင်ငန်းတော့မကတ်နိုင်မင်း လက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကိုင်ပြီးဂရင်ပေါ်မှာလူလိမ့်လို့ရှိနေတယ်။ဦးစင်လေးဘာတူလဲတပည့်တော်အလုသမားကောင်းမှာစေးစရာကိုတော့ပေးခိုင်းတာပါလေမကြခင်တော့ ရောက်လာတော့ပါမယ်။အာမြန်မြန်သာရောက်စီကျမပြီခေါင်းကိုင်နေအောင်မခံနိုင်တော့ဘူး။ဦးစင်လေးနေရထိုင်ရတတ်တော်တပည့်တော်ဇက်ကြောဆွဲပြပါမယ်။လှုပ်ဆမ်းမအောင်တခါကြီးရေဦးစင်တံဝရကခေါင်းကိုင်လုံးတော့မခံနိုင်တော့ဆိုတော့ မျက်ရည်တွေတော့ရေဝိုင်းနေခဲ့ပြီတာတူပေးလိုက်တော့ထိုင်းလာတယ်ဦးငွေကျော်လည်းကိုရင်လေးတွေစီကပေယုတ်စီကိုယူလို့လက်ကိုပုတ်ပြီးဦးစင်းတံဝရကိုဇက်ကြောဆွဲပေးလိုက်တယ်အဲ့နေရာကြီးကအလွန်မင်းကိုတိနေရတခါကြီးရေဦးစင်းလေးကသူ့ဇက်ကြောတနေရာကိုလက်ထောက်ပြီးပြောတယ်ဦးငွေကျော်ကအဲ့နေရာကိုနှိပ်ပေးလိုက်တယ်စီးစီယာရောက်ပါပြီအတန်နဲ့တူငအေးတို့ပြန်အောင်လာကြတယ်စီးစီယာဆိုတဲ့လူကြီးကစေးကြီးကိုယူပြီးငအေးတို့ကိုတူလို့အရှိစီရောက်လာတယ် ။ဦးငွေကျော်လေးနေရာဖဲပေးလိုက်တယ်။စီစီအကြီးကဦးစင်းလေးကိုစမ်းသက်တယ်။ဝမ်းငုံမှန်ရလားဦးစင်း။မှန်ပါရဲ့။စီးလည်းမှန်မှန်သွားတယ်။အကူကခေါင်းကြီးမခံမရနိုင်လောက်ကိုက်နေရတခုပဲ။စီစီအကြီးကထပ်ပြီးစမ်းသက်တယ်။အတန်းကြာကြာစမ်းသက်ပြီးတော့စီမိုင်းတိုက်ပြီးမယ်ဦးစင်း။ချွင်းငုံလိုဖြစ်တာဖြစ်မှာ။မိဘငယ်တခုကိုဖိုးစီပြီးစေးမုံနေပြုလို့စောင်းချုံကစေးမိုက်တိုက်ရှူစီသည်စီးရင်တဲ့နေရာအခန်းထဲမှာကြိုင်လန့်နေသည် ဦးစင်းသံဝရစီကစီမိုင်းရှင်ရင်ညီတော်နဲ့တချို့ကထွက်ပေါ်တယ်။ဦးငွေကျော်တို့လည်းအလုပ်စီကိုမပြန်သေးပဲချိန်နေမိကြတာပါ။ဒီအခိုင်ဟာပြုတ်ကြပြီ။အမလေးလုလုကြပါအောင်။ကျောင်းသိဆောင်နေရစီကစူညဉ့်ညဉ့်ဟိော်တန်နေ။ဦးငွေကျော်တို့လည်းချက်ချင်းပဲအပြေးကြည့်ကြတယ်။ဟာလှောင်ဝင်းလောက်သမားအဖွဲတွေကလှောင်ဝင်းဆိုတဲ့တယောက်မြေပြင်တစ်ပုံနေကြမှာခွခွေကလေးအခုနောက်ကဦးငွေကျော်နေတူလှောင်ဝင်းရပေါ်မှာဒိုင်းရိုက် ရှောက်တန်းပြေးနေရ၏။လှံဝင်းကိုဝိုင်းဝန်းပြီးတော့ပြေးထုကြ၏။ဘလို့ဖြစ်တာလဲ။မပြောတတ်ဘူး။အလုံးလုံးနေရကပြုံးငွေနဲ့ဆိုလဲပြီးပြုတ်ကျသွားတာပဲ။ဟိုးဖြစ်ရလီကွာ။တယောက်ကမြို့စင်းအောင်စီမှာမနီးရမတင်ထားတာ။ဒီနေ့နောက်ထပ်တယောက်ကထပ်ပြပြန်ပြီ။ဒီရက်တည်းဦးငွေကျော်တက်ပြင်းချပြီးခတူတို့ညင်ညွတ်မိတယ်။အရှင်အဖြစ်တဲ့ငါတော့မှမိသားစုနေသူဆိုတော့ကိစ္စမရှိပေမယ့်အခုပြတဲ့လောင်းဝင်းမှာမိသားစုများတွေစုစုပေါင်း9ယောက်လောက်ရှိနေပြီ။ ပြီးတော့စောင်းဝင်နေရလေတိတ်အဆင်မပြေဘူးဆိုတာသိတာတော့တကယ်ကိုရင်လိမ့်စရာပဲဒီပြည်စင်တွေကိုအလိုရှင်တရေစီတော့အတိပေးပြီးပြောပြအောင်မှရမယ်လို့ဦးငွေကျော်တွေးမိတယ်။တပတ်ကပြန်ကြည့်ပြန်တော့လေအားလုံးရှေ့ရောက်လာတာနှစ်ယောက်ကမတော်တဆဖြစ်ရတယ်ဆိုတော့အလုပ်တော်လေလောကရောရပြီ။ဒါပေမဲ့ဒီအတွက်ကဖြည့်ရှင်းစရာနည်းလမ်းရှိပါသေး။ရွာရီရလက်သမောင်းငားပြုလိုက်ရင်တော့အဆင်ပြေနိုင်တယ်။သို့ပေမဲ့ကို့အဖွဲမဟုတ်ပေတခြားသူဖြည့်ဆွက်လုပ်ရတာဆိုတော့ နင်းနေတော့ကတိလင်နာဖြစ်မှာပေါ့အလို့အတွက်ကတော့ဒလိုနီနဲ့ဖြစ်ရှင်းမှုသာပဲရှိတော်လာရဲ့အခုလုံးလုံးစီတော့လောင်ဝင်းကိုစေယုံစီအမြန်ဆုံးပို့ဖို့ရစီစဉ်ရပြန်တာပေါ့လေညနေပိုင်းအချိန်မှာဦးငွေကျော်စေယုံကနေပြန်ရောက်လာတော့ဘသူမှအလို့စီမဝင်ကြအောင်ဆိုတော့သိရတယ်ဒီအတွက်ဦးငွေကျော်မိမိတော့မြဆောင်ဆိုတဲ့တယောက်ကမနေ့ကတယောက်ပြုတ်ကြတယ်ဒီနေ့နောက်တယောက်ပြုတ်ကြတယ်ဒီပုံတိုင်းစီကိုကြုတ်တော့စက်မလုံနိုင်ဘူးဆရာကျော် ကျုပ်တို့စိတ်တွင်လည်းထိနေမိတယ်။အခက်မသိလို့ဖြစ်တာပါကွာ။ဘာပဲပြပြလက်ခံမိသားလို့ဆိုတော့ပြီးအောင်လုပ်ရမယ်မဟုတ်လား။ငါတို့ဖွဲ့ကနာမည်ပြက်လည်းမရှိဘူးလေ။ဒါကတော့ဟုတ်ပါတယ်။ဒါပေမဲ့မနေ့ကငါတော့ပြုတ်ကြရမှာလေအရှင်သာကြီးကြုံမြင်တယ်။သူလည်းတစ်ပတ်ကတန်းကိုကင်ထားတာရင်ဒီနေ့လှောင်ဝေးဖြစ်တာမှလေဒီတိုင်းပဲ။ကြုံမြင်တော့တာမန်တော့မဟုတ်ဘူးလို့ထင်မိတယ်။ဘလို့များလဲကွာ။သွေးရောတာရောမဟုတ်တဲ့ပျောကပါနေရပေါ့။ပျောကဦးငယ်ကျော် ဒါလောက်ပဲညီးသွားနိုင်လေတည်။အမြအယုံနှင်းမှာတော့မနေ့တုန်းကသူမြင်ကြရတဲ့ဖြူဖြူလုံးလုံးအရာလေးတွေကိုပြန်မြင်အောင်မိလာတယ်။ဒါကသွေးရောတန်ရောမဟုတ်ဘူးလေ။ဒီတော့ကနောက်ဆုံးတော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးဥငွေကျော်စုံမြင့်ချက်တခုချလိုက်တယ်။အကျိုးအကြောင်းစုံလင်ကိုဆရာတော်စီကိုတင်မြလျှောက်ထားဖို့ရပေါ့။ညာပိုင်းဆရာတော်ဝိပြုတ်ပြီးချိန်မှာဥငွေကျော်တယောက်ကျောင်းမွတ်တက်ပြီးအကျိုးအကြောင်းကိုလျှောက်တင်နေ။ဥငွေကျော်လျှောက်တင်အောင်နားထောင်ပြီးတော့ဆရာတော်ကအင်း လောကမှာလေဒီလိုမြင်ရမမြင်ရအရာတွေအကြောင်းကိုတို့မြတ်ဘုရားကိုယ်တိုင်ဟောကြားခဲ့တာဆိုတော့မယုံမရှိလို့မရဘူးတခါကြီးတင်မဗျာတပိတော်တော့မနေ့တုန်းကမျက်မြင်ကြီးကိုမြင်ရတာပါပဲဗျာอืมမြင်စားတော့ဘာရဲ့ညာရဲ့စိတ်ထဲမသိကြဘူးဗျာအခုပြပြနေရတဲ့ဆက်ဆက်တွေးကြည့်တော့မှရှင်ရင်မြင်နိုင်ခဲ့တာပါအင်းပေါ်လီနေရာတစ်ခုထဲမှာလောကနှစ်ခုအတူရှိမိရှိနေရတာပဲဒီတော့လေစီအောင်မှုရှိတိုင်းကြုံကြိုက်နေမှာပါ အရင်ကတော့ဘုန်းကြီးရဲ့ကျောင်းထဲမှာဒါမျိုးဖြစ်တဲ့ဒါမျိုးမရှိခဲ့ဘူးတင်မဗျာအဲ့ဒါကိုဘုန်းကြီးတော့စဉ်းစားတယ်ဘာကြောင့်များအခုလိုဖြစ်ရတာလဲမလို့ပေါ့တပိတော်တော့ကျောင်းသိဆောင်နေရနဲ့ပတ်သက်နေမယ်လို့ထင်မိတယ်အဖွဲတွေကလည်းဘယ်သူမှမလုပ်ရကြတော့ဆိုတော့လေဦးငယ်ကျော်ကစကားကိုတလောက်ပဲရပ်တန့်လိုက်တယ်ဆရာတော်ကမနဲ့ပြန်မနဲ့ကိုတော့ဘုန်းကြီးအဲ့ဒီမှာမြစ်တာပို့ပြီးအမြတ်တော့ဝေးကြည့်ပါဦးမေတင်မဗျာအေးအေး ။တကယ်ကြီးလဲနားကြည်တော့ကွင်။ဒါပြင်တပြည့်တော်ကိုခွင့်ပြုပါအောင်။ဦးငွေကြောင့်ဝေးပြုတ်ပြီးတော့ကျောင်းမောင်ကဆင်းလာခဲ့လိုက်တယ်။အရာစီကိုပြန်ရောက်တော့ကျန်သူတွေကပြန်မို့တော့ပြင်ဆင်နေကြပြီ။သူတို့ပြန်မောင်ဦးငွေကြောင့်နေနဲ့တားမြစ်နိုင်စရာမရှိဘူး။အရာစီမှလဲလျောင်းရင် အတွေးတွေသာတောင်တော်ဤဝဲလည်နေမိတာ။ညနေချိန်ရောက်တော့ဦးငွေကြောင့်မှီးကနေအိပ်ပျော်သွားတယ်။ဒီတကအိမ်မက်စီမှမင်းညာလုံးကလိုပဲသူယူကိုအိမ်မက်မြင်မှမိပြန်နေ။ ီဒီကတော့အိမ်မက်ကထင်ရှားပြီးအသက်ဝင်လွန်နေအိမ်မက်စီမှာသူယူကဦးငွေကျော်ရဲ့အရှိခံလန်းလန်းစီမှာတရားထိုင်ရင်ရှိတယ်။ဦးငွေကျော်ကသူယူကိုအမက်တမက်ရက်ကြည့်နေမိတယ်။အတန်ကြာတော့သူယူကတရားထိုင်နေရကိုရက်တက်လိုက်ပြီးဦးငွေကျော်စီကိုလှမ်းလာပြီးပြီးတော့အနောက်ကိုလက်ညှိုးလှမ်းထိုးပြတယ်။ဦးငွေကျော်ကလည်းလှည့်ကြည့်မိလိုက်ရဲ့။အိုးခလေးလေးတွေပါလား။ဟုတ်ပါတယ်။ဦးငွေကျော်ရဲ့အနောက်စီမှာယောက်ျားလေးမိကလေးဆိုတာခွဲခြားဖို့ခက်တဲ့ ်ဆန်ရင်ဝိုင်းလေးနဲ့ကလေးလေး၃ယောက်အရက်ကတော့၃ယောက်စလုံးတထောင်ကျော်ယုံလောက်နေပြီအသားယူရီကမီးသွေးလိုပဲမဲနဲ့လွန်းတာသူတို့မျက်ဝန်းတွေကတော့ဦးငွေကျော်ကိုဒေါသနဲ့ကြည်ဖြစ်နေရတဲ့စူရဲစိုက်ကြည့်နေကြတယ်အလင်းအတယောက်ကငွေကျော်ကိုမကြည်မနှက်ဖြစ်နေရတဲ့ပွားစီပွားစီပြောဆိုတယ်အတန်ကိုတော့ဦးငွေကျော်မကြားရဘူးဦးငွေကျော်ကလေး၃ယောက်ကိုကြည့်ပြီးအထောက်အပံ့အန်အားသိနေမိတာဒီချိန်မှာပဲဦးငွေကျော်ရဲ့ပကုန်းစီကို သူယူကလှမ်းပုံလာတယ်တခါကြီး တခါကြီးအိမ်မက်နဲ့ရောတွေ့ပြီးဦးငွေကျော်နိုးလာတယ်သူ့ကိုနိုးနေသူကចောင်းစီယာကိုရင်လေးနှစ်ပါးဦးငွေကျော်လှိမ့်နေရကနေထလိုက်မိရဲ့ကိုရင်လေးတို့ဘာဖြစ်လို့တော့ဆရာတော်ကအခေါ်ရှိခိုင်းလို့ဆရာတော်ကဘာရှိလို့ရတော့ကိုရင်မပြောတတ်ဘူးအခုចောင်းမော်လာခဲ့ကြည်ုံတော့ကိုရင်တို့တော့ဆုံးခွင့်ထုတ်ဖို့ပြင်ဆင်ရမှာဆိုတော့သွားနေပြီကိုရင်လေးတွေပြန်ထွက်သွားတော့ဦးငွေကျော်နားကြီးကြည့်မိတယ်မနက်လေးနာရီတူတော်မီအိယာကနေထပြီးမျက်နှာကိုရှေ့ပေါ်လိုက်တယ် ပြီးတော့ចောင်းစီကိုလမ်းလာခဲ့လိုက်တယ်။ចောင်းနာစီရောက်တော့အဘွားဆူညံတန်တွေကိုကြားရတယ်။ဘာများဖြစ်တယ်လဲဆိုတဲ့အသိနဲ့ဦးငွေကျော်လေးចောင်းမော်စီကိုတက်ခဲ့လိုက်တယ်။ចောင်းပေါ်ကိုရောက်တော့ဆရာတော်နဲ့အတူဆရာတော်ရဲ့ရှေ့စီမှာထိုင်နေတဲ့ရောက်ခေဝလူငယ်တယောက်ကိုတွေ့ရတယ်။အဲ့ဒီကောင်လက်မခံနဲ့ပြန်ခိုင်းလိုက်စမ်းပြန်ခိုင်းလိုက်စမ်းဟမ်အခန်းတွင်းစီကဦးစင်းလေးတန်ဝရရဲ့ဟိော်တဲ့ပစ္စည်းတွေပြစ်ပေါက်ခွဲနေတဲ့တန်ကိုလည်းကြားမိရတယ် ဒဂိုင်းငွေကျော်ဒီဟိုလာကြည့်ကိုတင်မပြာဦးငွေကျော်လေးဆရာတော်ရဲ့အရှိလူငယ်နီးစီမှာဝင့်ပြူပြီးထိုင်လိုက်တယ်တပည့်တော်ခေါ်ရှိတယ်ဆိုလို့ဗျာအေးဟုတ်တယ်ဒဂိုင်းအခေါ်ရှိရတဲ့အကြောင်းကတော့အခုဖြစ်ပျက်နေရတဲ့အကြောင်းပဲတင်မဖြစ်စဉ်ကဒဂိုင်းကြီးတို့ပြောသလိုပဲမယိုးရှင်ဒီအတွက်ကိုဖြစ်ရှင်းမှုလန့်ခေါ်တာဒီကလူငယ်ကတော့သူတော်လူခေါ်တယ်ဂန္ဓာရီကြီးတဲ့တယောက်ပဲဖြစ်နေရတဲ့အလုံးကိုသူရှင်းလင်းပေးပါလိမ့်မယ်ဦးငွေကျော်က ခန္ဓာရီကြီးတဲ့လူငယ်ကိုကဲခက်ကြည့်လိုက်သည်စိတ်တွင်ကလည်းမနဲ့တောင်မမလင်းသေးပဲဘယ်ကပဲလို့ရောက်လာတလေရေဆိုပြီးတွင်းနေမိလိုက်သည်မနေ့ကကကြောက်ခီးသွားရင်နဲ့တပည့်ရွာဆရာကလေးမှတင်းနေတာမနေ့ကနှစ်ချက်တည်းလောက်ကြတော့လူတယောက်ကိုမြင်မိရပြီးသူကြုံတွေ့နေရတဲ့ခက်ခဲတွေကိုသိလိုက်ရတယ်အဲ့ဒါနဲ့ဒီကိုထွက်လာခဲ့လိုက်တာပါသူတော်ဆိုတဲ့ယောဂိဝလူငယ်ကပြောလာတယ်ဒါမဲ့လူငယ်ပြောတာကိုအုံငွေကျော်နားလေတယ်လို့မလေတယ်လို့ဖြစ်မိရတယ်လူငယ်က ဆရာတော်ဘက်ကိုပြန်လှည့်သွားတယ်။မနဲ့အယုံမကျင်းခင်ကိစ္စအောင်တစ်ခုချင်းရှင်းရမှာပေါ့အခုပဲစတင်မရစီဗျာ။အင်းဒီကလေးလှုပ်လှုပ်။လူငယ်ကဆရာတော်ကိုဝှက်ပြုတ်ပြီးထားလိုက်တယ်။ဦးလေးကတာဝန်ရှိသူသက်ဆိုင်သူဆိုတော့မျက်မြင်ပြအောင်ကြုံနေလိုက်ခဲ့ပါ။ကောင်းပါပြီ။ဦးငွေကျော်လေးဆရာတော်ကိုဝှက်ပြုတ်ပြီးထားလိုက်တယ်။ဒီကိမ့်မှာပဲဦးစင်လေးတံမရရဲ့ခန်းစီကဟုတ်ခွေးမသာနေလန်းအောင်နေသွားမဆိုင်တာဝင်မလျှောက်နဲ့နော် ငါလို့ရင်မင်းတေးလိုက်မှာอืมတတော်နှုတ်ကျန်းတာပဲလူငယ်ရရရောတိဥငွေကျော်ဟာဘာရီဖြစ်နေရလဲမောင်ကြီးဥလေးမြင့်နေကဘာရီဖြစ်နေတယ်လဲဆိုတော့သိရပါလိမ့်မယ်မမြင်နိုင်တာကိုမြင်ဖို့ဥလေးမျက်လုံးလေးကိုဒီပွားလေးနဲ့ပွက်လိုက်ပါလူငယ်ရပြောပြောဆိုဆိုပွားလေးကမ်းမေးလာသည်ဥငွေကျော်လည်းပွားလေးကိုယူပြီးလူငယ်ပြောသလိုလှုပ်လိုက်တယ်တကလေးမြင်နိုင်ခွင့်ရှိမယ်ဆိုဖုံးကြည့်လိုက်မြင်ချင်တယ်ရပါတယ်ဗျာ သူတော်ကဆရာတော်စီကိုနောက်ထပ်ပေါ်လေးကမ်းမိလိုက်ပြန်နေဆရာတော်လေးမျက်လုံးလေးကိုပုတ်လိုက်ပြန်လေးဦးစင်းလေးအခန်းစီကိုလှမ်းကြည့်လိုက်ပါဆရာတော်ကဦးငွေကျော်ပါဦးစင်းတံရရဲ့အခန်းစီကိုလှမ်းကြည့်လိုက်ကြတယ်။အိုးအလိုအဲ့ဒါဘာကြီးလဲဦးစင်းတံရရဲ့ကိုဘိုးပေါ်မှာခွာစီပြီးနှစ်ထည်နှစ်ဘက်ကိုလက်နဲ့ညှစ်တာတယ်။ဦးပြေးပြောင်ပြောင်နဲ့ပုံမြက်ပန်းမြက်မကောင်းဆိုးဝါးတကောင်ဒါကတရက်ပင်မှာမိတယ်နေရဲ့ဖုံးကြီးတစီပါ တရက်ပင်လေးရမှာအခွင့်ပြုပေးတဲ့အတွက်ဦးစင်းလေးကိုမကျေနပ်လို့အခုလိုလုပ်နေတာတပင်လေးရမှာဦးဆောင်လေးသူကခွင့်မတောင်းခဲ့ဘူးလေအခုစေအောင်ရောက်နေရဲ့နှစ်ယောက်တည်းကပထမတယောက်ပေါ့အင်းဖြစ်မှာဖြစ်ရလေကွယ်ဆရာတော်ကရေရွတ်တယ်ဦးငွေကျော်ရဲ့မျက်စိထဲမှာတော့ခုံလေးလိုက်တဲ့တရက်ပင်ကိုမြင်အောင်လာမိတာပါသူကရှေ့ရှေ့တုန်းကဒီကျောင်းမှာတိုင်နေကျောင်းနိုင်ပုံကြီးတပားပါပဲသူ့ကိုဖဲခွန်အောင်လုပ်ပြီးပါမယ်မနေ့ကျရင်တော့ဆရာတော်ဘုရားကသူ့အတွက်မိတွေရာတစ်ခုစင်စင်ပေးပြီးပါဘုရား ကောင်းပါပြီ။ကြားရတဲ့အချိန်မှာပဲမနေ့ကျရင်တင့်ရအတွက်နေရာတစ်ခုရပါလိမ့်မယ်။အခုတော့တင့်ကိုဖေခွာရပါလိမ့်မယ်။သူတို့ကပြောပြောဆိုဆိုပဲနွေဒီယာအင်းချက်လေးတစ်ချက်ထုတ်ပြီးဦးစင်းလေးစီကိုလှမ်းပြလိုက်တယ်။အင်းချက်လေးကဦးစင်းလေးကိုစီမှာကပ်မိရနဲ့အပေါ်ကမကောင်းဆိုးဟာတစစီ ပြန်လင်းပြောက်ွေသွားတယ်။ဒီတခါဦးစင်းလေးလေးသူ့နေရာစီ သူ့ဘာသာပြန်လင်းပြီးကျင်းဆက်သွားခဲ့တယ်။သူ့ရဲ့နံဆေးလူနိုတာမဟုတ်ပါဘူး။ ဟိုတစီယာစီပါလို့နိုးလာတာပါ။အော်။ကြောင်တဲ့နေရာကိုသွားရှင်းလင်ရပါအောင်မေ။သူတော်ကကြောင်စီကိုဆင်းသွားတော့ဆရာတော်နဲ့ဦးငွေကျော်တို့လိုက်ကြတယ်။ကြောင်ဆောင်တဲ့နေရာစီရောက်တော့တောင်မတ်ထိတ်ကတိုင်စီကိုကြည့်လိုက်ပါ။ဆရာတော်ကဦးငွေကျော်မှကြည့်လိုက်ကြပြန်နေ။ဟမ်။ဒါဟိုကလေးတွေသူ့အိမ်မှာတရားကလေးတွေကိုမြင်လိုက်ရတာဆိုတော့ဦးငွေကျော်အန်ဝန်တကြီးနဲ့ရေရွတ်လိုက်မိတယ်။ကလေးတော်ယောက်က စိုက်တူထားတဲ့တိုင်ကြီးကိုမျက်နှာချင်းဆိုင်ဖက်ပြီးဆွဲနှုတ်နေကြတာပါတိုင်ရောက်မှာသူတို့ရဲ့ရိုးစုလေးတွေရှိဒီကြောင်ကြီးရှိမလာခင်တွေကသူတို့ကဒီနေရာမှာမြုပ်နှံခံထားရတာသူတို့ဘယ်နေရတဲ့တိုင်ကသူတို့ရိုးစုတွေပေါ်မှာပြိနေတယ်ဒါကြောင့်သူတို့လေးလံပြီးနေရတိုင်ရခတ်ကြတယ်ဒုတိယတက်ကိုတွန်းကြတာသူတို့၃ယောက်ပဲတစီကြီးလောက်တာမြင်တော့သူတို့မကျေနပ်မှုတွေကိုအဲ့လိုလိုက်ပြီးလောက်ကြတာအင်းတဲခတ်ပါလားကွယ်လောကမှာ မြင်ရမမြင်ဆိုတဲ့ရှားရီကအမြဲရှိနေတဲ့တော့အခုလိုဖြစ်ပြက်လာဆန့်တယ်လို့လို့နေမဆန့်ဘူးဖြစ်ရပြီမှန်ပါတယ်ရှင်ဗျာတို့ကတို့ရိုးစုလေးတွေကိုစိတ်ဆွဲနေကြတာတို့ရိုးလေးတွေကိုကောင်းကောင်းတကြုံပေးလိုက်ရင်တော့ကျွလို့သွားကြမှာပါဒါဆိုရင်တော့ကောင်းတာပေါ့ဦးလီယာမနဲ့ကြရင်တော့အဲ့ဒီတိုင်ကိုနှုတ်ပြီးအရိုးတွေကိုဆဲထုတ်ပေးလိုက်ပါတို့လက်ကံကျုပ်မြစ်တိုင်ရက်ခံပေးပါမယ်လုပ်ပေးပါမယ်မောင်သူတို့ သူတို့ကမန်နဲ့တပုတ်ရုပ်ပြီးဆရာတော်နဲ့ဦးငွေကျော်တို့အရှိစီကိုသူ့လက်တပတ်ဖွင့်ရလိုက်တယ်။ဒီအခါမြင်နေရတဲ့မြင်ကွင်းစီကကလေးတွေဟာရုပ်ကြီးပြောက်ွယ်သွားတယ်။သူတို့ကတိုင်ချီကိုခဏသွားပြီးပြန်ရောက်လာတယ်။စင်းအောင်တန်းနေရဲ့နှစ်ယောက်ကတော့မနှက်ပြမှာဒီအင်းချက်လေးတွေပြားချပြီးတော့တိုက်ပေးပါ။ဦးငွေကျော်ကအင်းချက်လေးတွေကိုလက်ခံယူလိုက်တယ်။ကိစ္စလည်းရှင်းလင်းသိခဲ့ပြီ။ဖြစ်ရှင်းလို့လည်းရှားခဲ့ပြီဆိုတော့တပည့်တော်ခီးဆက်ခွင့်ပြုပါ။ ကျောင်းစီမှာတ냐လောက်နားခုပါအောင်လားတပိတော့မနားတော့ပါဘူးခီးယာမဖြစ်မနေလှမ်းနေရမှာမို့ပါအင်းလေဒါဖြင့်လေသွားမှာတကားသူတော့သူတော်ထက်ပြီးဝေပြူတယ်ပြီးတော့ထိုင်ရထပြီးဥငွေကြောင်ကြည့်လိုက်တယ်ဒါဝေလုပ်ပြီးသွားရင်တော့အလုတ်ခွင်ကိုအနီရကင်းကင်းနဲ့ဆက်လုပ်လို့ရပါပြီကျေးဇူးတင်ပါတယ်မောင်သူတော်ကျုပ်ကိုသွားခွင့်ပြုပါကောင်းပါပြီသူတော်လှည့်ထွက်သွားတယ်ဆရာတော်ဥငွေကြောင်ပါသူတော်ရဲ့နောက်ကျောင်းငေးကြည့်နေမိကြတယ် ကျင်းနေတဲ့ဒေါ်လန်းစီရောက်တော့အငွေကျော်ရဲ့အမြင်မှာသူတို့ကယောဂီဝေကနီတယူးတယောက်အတွင်စီကို ပြောင်းလဲသွားတာကိုမြင်လိုက်ရတာပါအငွေကျော်ထိပ်ပြသွားရပြီးတော့နှုတ်ကလေဒါဒါအိမ်မက်တည်းကဘာဖြစ်လို့လဲတကကြီးတပည့်တော်ရဲ့အိမ်မက်တည်းကအယူအဲမဟုတ်ပါဘူးအိမ်မက်တည်းကပုံကိုပဲဟမ်အငွေကျော်ရဲ့အပြောကိုဆရာတော်ကအံ့အားသိမိပြီးထွက်ခွာသွားနေရတဲ့သူတို့ကိုလှမ်းကြည့်လိုက်တယ်ယောဂီဝင်းနဲ့သူတို့ကတော့ ဖြစ်ဖြစ်မှန်မှန်လှမ်းသွားနေလို့ရေပေါ့နောက်တနေ့မနေ့မှသူတော်ပြောသလိုစီစဉ်လောက်ဆောင်ခဲ့ကြတယ်တစိကြီးကိုကျောင်းတော်ဘက်ကတရက်ပင်ကြီးစီမှာနေရာပေးလိုက်ပြီးခလေးတွေကိုတော့အယိုးတွေကိုကောင်းမွန်စွာနဲ့မိသစ်စုပေးလိုက်တယ်ဒါရီပြီးမှသူတော်ပြောသလိုပဲကျောင်းသစ်ဆောင်ရလောက်ခွင့်နေအနောက်ရှက်အန်ရီတွေမရှိတော့ပါဘူးနောက်သုံးလကြာမှခန့်ခဲ့တဲ့နေရှိလုံးပြီးလက်ရမြောင်းလုံးလာတဲ့နှစ်ထပ်ပြင်ကျောင်းဆောင်ကြီးအားပြီးစီးခဲ့ပါတယ်ပရိသတ်များရှင် ီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့အယူသူတော်နဲ့မြင်ရမမြင်ရထုံနေရဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်အောင်ပြေကြတဲ့ပရိသတ်များအားလုံးကကြားနေတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမီပဲဖြစ်ပါတယ်။